ဟုတ်ကဲ့ရှစ်ဖွဲ့အနေနဲ့တော့သူတို့ကနေဦးသွားပြီးတော့ဆွေးနွေးကြပြီးတော့ထိုးကြတယ်ထိုးကြတဲ့အခါမှာလည်းအဲ့ဒီရှစ်ဖွဲ့မှာလည်းသူတို့နိုင်ငံရေးဆိုင်ရာ ချာသဘောတူညက်တွေရှိကောင်းရှိနိုင်ပါတယ်အဲ့တော့အဲ့ဒီအခုအတွက်ဒါသူတို့အနေနဲ့လည်းသူတို့ရဲ့အခက်ခဲတွေသူတို့ရှိကောင်းလည်းရှိနိုင်တယ်အဲ့ဒီအတွက်လည်းအဲ့ဒီဒေတာတွေမှာတော့ငြိမ်းချမ်းရေးရသွားနိုင်နေဆိုရင်တော့တကယ်စစ်စစ်မှန်မှန်အပြစ်ခတ်ရစေးဖြစ်တယ်ဆိုရင်တော့ဒါတစိမ့်တစ်ပိုင်းကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့တခြားဒေတာတွေမှာဆက်ပြီးတော့တိုက်ပွဲတွေဖြစ်နေရင်တော့လေဒါတိုင်းပြည်ငြိမ်းချမ်းမှုဆိုတာကတော့မဖြစ်နိုင်ဘူးနောက်တစ်ခုက အရင်စလိုလက်မှတ်ထုံးကိုသူတို့ကအရှင်းနေမရှိဘူးချူရံဖြစ်နောက်တစ်ခုကစစ်မြေပြင်စစ်တိုက်စစ်တန်းတွေစစ်တက်တော့ဆိုးဟိုက်ထိုးစစ်တန်းရင်ဆိုင်နေရတယ်သူတို့ကတိုက်ခိုက်နေရတာဒီလိုဆိုရင်ဒီဥစ္စာတနိုင်ငံလုံးသဘောဆောင်တဲ့အပြစ်ကံရစီတကယ်ငြင်းကြမ်းရေးကိုချိရှုတဲ့ဟာခုတ်ပတ်မှာအပြစ်သဘောနိုင်ငံတကာကိုဘန်းပြတဲ့သဘောတက်တဲ့ဟာဖြစ်တယ်မြို့ပြစ်ကံရစီ NCE ကတော့ပြီးသွားပြီထုတ်လို့ပြီးသွားပြီလက်ထုတ်လိုက်ကြတာခန်းခန်းနန်းနန်းနဲ့ဒီဟာမျိုးပဲဒီအပြစ်သဘောပဲလုပ်ချင်တာ ဆိုတော့ကျွန်တော်တို့လူကျင်တာကတော့ပြောကျင်တဲ့အကြောင်းကတော့အခုဖြစ်နေတဲ့စစ်တီဟာအဓိကပြဿနာဗမာနိုင်ငံစစ်တကဗမာတပ်မတော်ကတစ်ဖက်သက်အပြစ်ခတ်ရဲစစ်ပြည်ရမယ်လို့ကျွန်တော်မြင်တယ်အဓိကကတော့ဒီအခုစစ်ပွဲတွေဖြစ်လာတာကအဆိုးရွားပါနော်အဲ့အဆိုးရွားပါအများကြီးတာဝန်ရှိတယ်အခုတို့လက်မှတ်ထိုးတာတချို့နေရာတွေမှာတို့တက်တယ်မဆုတ်ပေးတာမျိုးတွေလည်းရှိသေးတာပေါ့နော်ဒါဟိုငင်းချိုင်းကိုထိခိုက်စေနိုင်တဲ့အနေအထားမျိုးတွေလည်းရှိတယ်ပေါ့ ပေမဲ့လည်းဟိုမထိုးနိုင်တဲ့အဖွဲ့အစည်းလေးကိုဘယ်လိုဖိတ်ခေါ်မလဲဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့ဟိုသေချာမသိသေးဘူးနောက်တစ်ခုကဒီတနက်တလီကတကယ်ပဲရဆက်တော့မလားဆိုတဲ့ကိစ္စကလည်းသေချာမသိသေးပါဘူးဆိုတော့တနက်တာတကယ်ရဆက်ဖို့ဆိုတာတော့အဓိကတော့အစိုးရဘက်နဲ့တက်ဆိုင်တယ်လို့ထင်ပါတယ်ဒီအခုဖြစ်နေတဲ့တနက်တလီကလည်းအစိုးရထိုးစစ်ကြီးကြောင့်ဖြစ်ရတဲ့ဒီ တနတ်တန်တွေများတယ်လို့ကျွန်တော်စစ်ပွဲတွေများတယ်လို့ကျွန်တော်တို့အဲ့လိုမြင်ပါတယ်။ဘာလို့မှမရဆဲမရဆဲသူတို့ဒီကောင်ကြည်ညာပြကျွန်တော်တို့ရက်လိုက်ကျွန်တော်တက်တယ်ပြန်ဆုပ်လိုက်ဒါဆိုရင်တိုင်းစားတွေကကျွန်တော်ထင်တယ်ဆက်လိုက်ရဆရာအကြောင်းမရှိဘူး။ကချင်အမြကြီးနောက်တက်မတည်ဘူး။မန္တလေးဆင်းမလာဘူး။ကျန်တဲ့တက်တယ်လည်းဘယ်လိုမှမဆက်ဘူးပေါ့ဘူး။ဒါပေမဲ့အစိုးရကဘာလို့မကြည်ဘူး။ဘာဖြစ်လို့ဆက်တိုက်ဒီလိုဆိုရင်သူတို့ရဲ့တဘောရအမှန်ကတကယ်ကိုငြင်းငြင်းလိုချင်တာဟုတ်ကဲ့ ဒါကိုကျွန်တော်တို့စဉ်းစားဒီတော့အခုပြောရင်ပြောကြည့်ရမယ်ဆိုတော့အခွဲစုစုပေါင်း20ခွဲဖြစ်ဖွဲ့ပဲလက်မထိုးဒီလိုဆိုရင်ကျန်တဲ့အခွဲတွေဘာဖြစ်လဲ။ဒါဘယ်တော့ထိုးမလဲ။ဒါလည်းဘာမှမတိကျဘူး။ဆိုတော့ကျွန်တော်ထင်တယ်အဲ့ဒီအချိန်မှာဟိုလုံးကတခါဝင်းကြီးဥအောင်မြင်ပြောတဲ့စကားကိုတော်တော်ပြန်မှတ်လို့။ဘာလဲဆိုတော့ဒီကရစီလက်မထိုးပြီးရင်လည်းတိုက်ပွဲကဆက်ဖြစ်ခြင်းဖြစ်နေဦးမှာပဲ။အတူဆိုရင်ဘာတွေပဲ။ ဒါသူကဒီဒီကိစ္စလုပ်နေတယ်ခေါင်းဆောင်ပြောက်တယ်ဟုတ်တယ်နော်ယူစင်ပြောက်လဲအမမခံနိုင်ဘူးယူစင်သူဘာဟောအမမခံနိုင်ငင်းငယ်ကြီးကဘာမှရည်ရတာမဟုတ်ဘူးဖြစ်တယ်